ကိုယ့်ရဲ့သားအရင်းကိုသားလေးလို့တောင်မခေါ်နိုင်တဲ့အထိဖြစ်နေရဲ့ပိုးကြဖြူခင် ပရိသတ်များအလုံးမင်္ဂလာပါရှင့်ဆယ်လီဆက်ဗန်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မင်းသမီးပိုးချောင်ပြူကင်ကအလူတန်းရဲ့ရောသူတထိန်မကြီးဆိုပြီးတော့တင်စားခံနေရပေမဲ့တကယ်တမ်းမှာတော့ကိုယ့်ရဲ့သားသမီးအရင်းကိုတောင်ဂယုမဆိုင်တတ်တဲ့သူတယောက်ဖြစ်ပါတယ်။ဒီလိုမျိုးဝေဖန်မှုတွေကပရိသတ်တွေကြားမှာတော်တော်လေးပြင်းထန်နေရဖြစ်ပြီးတော့အဓိကကတော့သားအရင်းလေးကိုဂယုမဆိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မင်းသမီးပိုးချောင်ပြူကင်အားဆိုရင်ကလေးသုံးယောက်အဖေမဟုတ်ဆိုးဖို့တထိန်ကြီးကိုလက်ထပ်သွားခဲ့ရပါ။အဲ့ဒီတထိန်ကြီးကတော်တော်လေးလဲချမ်းသာပြီးတော့ဈေးစိန်ဥစ္စာတွေနဲ့ 车子被哪辆车压走？ ကလေး၃ယောက်ပါနေရာတောင်မှဂယုမဆိုင်ဖယ်နဲ့လက်ထပ်ခဲ့ရဖြစ်ပါတယ်။အရင်နောက်ပိုင်းမှာတော့သူမရဲ့ရင်သွေးရတနာလေးဖြစ်တဲ့ตาလေးစိန်ဦးကိုမွေးဖွားခဲ့ပါတယ်။ဒါပေမဲ့ဒီစိန်တကားမှသူမကိုယ်တိုင်ตาလေးကိုဂယုဆိုင်ခဲ့ခြင်းမရှိပါဘူး။ကလေးထိန်တွေနဲ့ပဲပြစ်ထားခဲ့ရဖြစ်ပြီးတော့သူမကတော့ရတနာရွှေဆိုင်ကြီးနဲ့အတူတခြားသောစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကင်နေရဖြစ်ပါတယ်။ဒါတင်မကတတိကြီးအကိုထွန်းနဲ့အရင်အိမ်ထောင်နဲ့ရရှိထားတဲ့ကလေး၃ယောက်ကိုအကိုထွန်းစီကမျက်နှာရအောင်ဂယုဆိုင်ပြီးတော့နေခဲ့ရပါ။အရင်အိမ်ထောင်ကပါတဲ့ကလေး၃ယောက်ပေါ်မှာတော့ မိခင်အရင်လိုမျိုးဂယူးဆိုင်ပြီးတော့ချီးကျူးမှုတွေကိုရရှိနေရဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမရဲ့သားလေးစိန်ဦးအပေါ်မှာတော့သားလေးဆိုပြီးဂယူးတစ်ဆိုင်ချော့မြူတာမျိုးမရှိခဲ့ရကိုပရိသတ်တွေကသတိထားမိသွားခဲ့ပါတယ်။သားလေးစိန်ဦးဟာဆိုရင်မွေးကစားအရွယ်ကလေးကကလေးထင်းရဲ့လက်ထဲမှာပဲကြီးပြင်းခဲ့ရတာပါ။ပိုးကြပြုကင်းကတော့သူမရဲ့သားလေးကိုမွေးရုံမဲမွေးပြီးတော့လုံးဝကိုဂယူးမဆိုင်ပဲစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒီခါတော့ကဆိုရင်သားလေးစိန်ဦးကကလေးထင်းရဲ့လက်ထဲမှာစော်ကစားနေရင်းနဲ့နှစ်ဘူးမှာတိုင်ရ ရရှိသွားခဲ့ပါတယ်ဒီလိုမျိုးကလေးကိုလက်လွတ်စပယ်ပြစ်ထားခဲ့ရကြောင်းဘိုးကြပြုခင်ကပတ်စံတွေကိုဝယ်ကယူဆိုင်နေပြီးတော့ကလေးကိုတော့အဖမ်းမလုပ်ဘူးဆိုတဲ့ဝေဖန်မှုတွေကိုရရှိနေရဖြစ်ပါတယ်တကယ်တလေမှာတော့သားလေးစိန်ဦးနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုတင်ပေးခဲ့ပါတယ်ဒါပေမဲ့တွေ့မြင်ရသမျှဗီဒီယိုတွေတိုင်းမှာဆိုရင်သားလေးစိန်ဦးကိုချစ်ရတဲ့သားလေးဆိုပြီးကယူတဆိုင်ပြောဆိုဆက်ဆံတာမျိုးမတွေ့ရဘူးလို့ဝေဖန်ကြပါတယ်မသိရင်သားလေးကသူမရဲ့သားရင်မဟုတ်တယ်လို့တောင်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ် အကိုထုံးရဲ့အရင်အိမ်ထောင်ကပါတဲ့ကလေးတွေကိုတော့သားသမီးအရင်လေးတွေလိုဂယုစိုက်နေပြီးတော့ကိုသားလေးကိုတော့ဂယုမစိုက်ပဲပြောင်းပြန်ဖြစ်နေခဲ့ရပါောင်းဒါကိုသတိထားမိသွားတဲ့ပရိသတ်တွေကတော့ဘိုးကြပြုခင်ရဲ့အခုလိုလုံရက်တွေကမတင့်တော်ကြောင်းဝေဖန်နေကြပါတယ်ကလေးကငင်းစင်ကလေးကမိခင်တို့ဤတောင်မတောက်ခဲရရှာပဲကလေးထိန်းနဲ့ကြီးပြင်းခဲ့ရတာပါဒါကြောင့်ပတ်စံတွေဘလောက်ပဲမတ်မောနေပါစေကိုရဲ့သားအရင်လေးကိုတော့ဂယုစိုက်တင်ကြောင်းအားလုံးကပြောနေကြပါတယ်မင်းသမီးဘိုးကြောင့်ဖြစ်ငင်းကအလူတန်းတွေကိုတော့တော်တော်လေးလှုပ်သူဖြစ်ပါတယ် ဖယားကြရဲ့ကကျောင်းမကြီးအဖြစ်နာမည်ကုန်တဲ့မွေးပြန့်နေရပါခင်ပွန်းတဲ့ရဲ့ကလေးလေးတွေအပေါ်မှာလည်းမိတွေတယောက်လိုမျိုးဆက်ဆက်နေဆိုပြီးတော့ဝေဖန်တာမခံခြင်းတဲ့အတွက်အကောင်ဆုံးဂယုဆိုင်ပေးနေရကိုတွေ့ရပါတယ်ဝန်ထမ်းလေးတွေအပေါ်မှာလည်းအဆက်ဆက်အရာဂယုဆိုင်တက်တဲ့တတိမကြီးတယောက်ပါဒါပေမဲ့သူမရဲ့သားရင်းလေးကိုတော့လုံးဝဂယုမဆိုင်တဲ့အတွက်အဓိကနဲ့တာမညာကိုမခွဲခြားတတ်ဘူးလို့အလုံးကဝေဖန်နေကြပါတယ်ပိုးချပြုခင်ကိုယ်တိုင်ကလည်းသားလေးကိုသူမရဲ့နှုတ်ရည်လေးတောင်မတိုက်နိုင်ခဲ့ဘူးဆိုပြီးဝန်းနေနေပါတယ် ဒါပေမဲ့ဘာကြောင့်လဲတော့မသိပေမဲ့ကိုသားအရင်လေးကိုသားလေးလို့တောင်ခေါ်ပြီးတော့ဂယုမဆိုင်နိုင်ရှာဘူးလို့ဆိုကြပါတယ်။ပရိသတ်ကြီးတို့ရောပိုးချပြုခင်ရဲ့သားအရင်လေးပုံမှာဆက်ဆံပြုမှုပုံတွေနဲ့ပတ်သက်ပြီးအထင်မြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။